မင်္ဂလာရှိသောညချမ်းလေးပါရှင် Midnight Whispers Channel ကနေပြီးတော့ကြိုးစုပါတယ်ဒီညမှာတော့စာရေးဆရာစောင်းလူလည်ရေးသားထားတဲ့ခေါ်စာဆိုတဲ့ပရာလောကဇလန်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်နားဆင်ခံစားကြည့်ပါအောင်နော် ကိုမြင့်ဆောင်ကကျွန်တော်ကိုစကားလေးအေးအေးဆေးဆေးပြောချင်သည်ပြုလဲပြုစုချင်သည်ဆိုကသူ့အိမ်ကိုလာဖို့ဖိတ်ကြားထားသောကြောင့်ကိုမြင့်ဆောင်အိမ်ကိုရောက်လာခဲ့ခြင်းဖြစ်ပါသည်သူ့အိမ်ကိုရောက်တော့ကိုမြင့်ဆောင်ကမရှိဘူးအိမ်ကိုတော့ကျွန်တော်ကိုဖိတ်ထားတယ်ဆိုတာမှားသွားသည်သူ့အိမ်ကလူတွေကကျွန်တော်ကိုဖော်ဖော်ယွေယွေကြိုးစုပါသည်လာဆရာလာဆရာလာလိမ့်မယ်လို့မောင်မြင့်ဆောင်ကကျမတို့ကိုမှားသွားပါတယ်သူလဲကိစ္စလေးပေါ်လာလို့ထွက်သွားတာပါဆရာမကြပါဘူးပြန်လာပါလိမ့်မယ် ခုမင်းဆောင်ရောက်ဖမကြီးကကျွန်တော်ကိုကြူဆိုရင်းဧကန်တွင်နေရထိုင်ခင်းပြီသည်ဧကန်ဆိုတော့လေဖျားခဲနဲ့ဧကန်တွေ့ထားတော့အေးဤအရှိဆုံးပတ်အခန်းလေးသာဖြစ်ပါသည်ကျွန်တော်ဝင်သွားတော့သူတို့မိသားစု TV ကြည့်နေကြသည် TV ကဖျားစင်အောင်မှာသူတို့ကကျမ်းပြပေါ်မှာထိုင်၍ဖျားခံပဲလက်က TV ကြည့်နေသည်ကျွန်တော်ကိုချင်းရင်ပတ်မှာချထားတော့တလုံးသေးသောခုံပေါ်မှာထိုင်စီပါသည်ခုံကလည်း TV ရှိသည့်ဖျားစင်ဘက်ကိုပဲမျက်နှာပြူထား၏ အောင်မြင့်စောဆရာရောက်လာပြီဟဲ့ជីជីရေဟောဒီမှာကိုမြင့်စောရောက်ခမကြီးကတီဗီထိုင်းကြည့်နေသောသူ့သမီးကိုပြောလိုက်သည်တီဗီရှိမှမိန်းမနှစ်ယောက်တယောက်ကကလေးကိုရင်ဝင်ပိုက်ရင်နှုတ်တိုင်နေသည်ထို့တယောက်ဒီပဲကိုမြင့်စောမိန်းမជីជីဖြစ်ပါလိမ့်မည်အော်ဆရာရောက်လာပြီလားထိုင်ပါဆရာထိုင်ပါကိုမြင့်စောမကြပါဘူးအရရောအမီရောတခါလေးဝင်လာခဲ့မယ်တဲ့ဟဲ့အကြီးဆရာတို့လက်ဖက်တုပ်ပါဟဲ့ ကလေးနှုတ်ထိုင်နေသောជីជីကသူညမအကြီးဆိုသူကိုပြောလိုက်ခြင်းဖြစ်သည်အကြီးက TV ရှေ့မှထားလိုက်၏ထားလိုက်မှအကြီးမှာခြေထောက်တစ်ဖက်မတန်သူ ဖြစ်မှန်းတည်လိုက်ရသည်ညာဘက်ခြေထောက်တိမ်တွေကမတက်ရက်လိုက်သေးတွေတစောင်းဖြစ်နေသည်အကြီးကဆောင်းငန်းဆောင်းငန်းနဲ့အိမ်တွင်းဘက်ထဲသို့ဝင်သွား၏အဖွားကြီးက ကျွန်တော်ကလထိုင်ဘက်သူလှည့်ထိုင်က TV ကိုကြောပေးရင်းနဲ့ကျွန်တော်ကိုအခန့်စကားပြောနေသည်ជីကြီးကတော့ TV ကိုစိတ်မပြတ်သေးပုံနဲ့ကျွန်တော်ဘက်ကဆန်းဆောင်လှည့်ထိုင်လိုက်က TV ကိုတလှည့်ကျွန်တော်နဲ့သူ့မိစကားပြောနေပုံကိုတလှည့်ကြည့်ရင်ခေါင်းမှာဟိုဘက်လှိုက်လိုက်ဒီဘက်လှိုက်လိုက်ဖြစ်နေ၏ကျမကဒီသမီးနှစ်ယောက်ပဲရှိတာလေជីကြီးကမောင်မြင့်စုံနဲ့အိမ်အောင်ကြတယ်အငယ်မကတော့အိမ်အောင်မကြသေးဘူးအပြို့ပါပဲအင်းအငယ်မအရေးအိမ်အောင်ကြဖို့တော့တော်တော်ခဲယဉ်မိဟုကျွန်တော်တွေးမိသည် ခမရမှာခြေတစ်ဖက်ဆာနေတဲ့အပြင်တွားကလည်းခေါ်နေသေးသည်မဟုတ်ပါလားသူတို့အဖေတီကလေးကကျမမှာလှုပ်ကျွေးလာလိုက်တာជីជីမောင်မြင့်ဆောင်တဲ့အိမ်အောင်ကြတော့မအသက်ရှူချောင်တော့တယ်ဒါတော့လုံးလုံးနားရတယ်တော့မဟုတ်သေးပါဘူးဆရာရဲ့အဖွားကြီးသည်ဘာအလုပ်ဖြင့်လောက်ကင်ချွေးမွေးခဲ့တယ်တော့မသိလူမာပင်၆ခါအယူပေါ်အရေးတင်ဖြစ်နေသည် စပင်ကတဝက်ဖြူတဝက်မဲကျိုးတူကျဲတဲ့ ပားပြင်မှာခွက်ဝင်နေက စင်ရဲချင်းတံကို တော်တော်တွန်းလန့်ခဲ့ရသည့်တရုတ်တကံတွေပေါ်လွင်နေပေသည် ထိုစဉ်အည်ပြန်ထွက်လာသည်လက်ထဲမှာလက်ဖက်တုပ်ပကံပါလာ၏ဇွန်တက်ထားပြီးသည့်ပကံကိုကျွန်တော်လက်ထဲကမ်းပေးသည်တပတ်ပကံတင်စရာခုံမရှိ၍လက်ထဲကိုတိုက်ရိုက်ထည့်လည်ခြင်းဖြစ်သည် ကျွန်တော်ယူထားလိုက်သည်အဲ့ဒါဆရာရဲ့ကျမတို့မှာမောင်မြင့်စော်ကိုပဲအားကိုးနေရတာအခုဖြစ်နေတဲ့ကိစ္စလေး မောင်မြင့်စွာလှုပ်အောင်လှုပ်ပေးပါအောင်ဆရာရဲ့ကုပါအောင်ဆရာရဲ့အဖွားကြီးကကျွန်တော်ကိုအသနာခံတယ်လို့ပြောလိုက်သည်ဟဲ့အကြီးနင့်ဆရာချင်းတွေကြိုက်နေမယ်ချင်းစည်းလေးပါလေထွန်းပေးပါအောင်ဟဲ့ကျွန်တော်ကိုပြောနေရမှာအကြီးပတ်လှည့်ပြီးတော့ခိုင်းလိုက်ပြန်၏ကိုမြင့်စွာတို့ပြဿနာကပြီးမိပါပြီဆုံးဖြတ်ချက်ချဖို့ပဲလူတော့တာပါဘာမှဖြစ်စရာအကြောင်းမရှိပါဘူးအရာပေါ်ဆရာရဲ့ပြီးကဏီမှာတန်လန့်ဖြစ်နေမှာစိုးလို့ပါဆုံးဖြတ်ချက် ဆုံးဖြတ်ချက်ဆိုတာမြ мян ထွက်သွားလဲပြီးရောအမ်ဒီကြားတဲ့ဟိုလူတွန်းဒီလူတိုက်နဲ့တမျိုးပြောင်းသွားမှဆိုးလို့ပါဟဲ့အကြီးချင်းစည်းယူကလေးအော်ချင်းစည်းကကုံနေတဲ့အမေရဲ့ရော့ရော့အကြီးဒီဟာပဲဆရာခွန်အောင်မှချပေးလိုက်ជីကြီးကသူ့ဘေးမှာထွန်းထားလက်ဆချင်းစည်းကိုယူယူပေးလိုက်ရင်ပြောလိုက်သည်အော်နေပါစေမက်ជីကြီးရဲ့ခလေးချင်းကိုင်နေပါမယ်ရပါတယ်ဆရာခွန်အောင်တဲ့ထဲမှာချဟဲ့အကြီး ခုံကကျင်တူးဆိုတော့အောက်ကနေချင်းတွေကကြိုက်တားအစရာရဲ့ချင်းစည်းရှိမှပြီးရင်နင်းချင်းစည်းတပူသွားဝင်လာအောင်အကြီးရဲ့အကြီးကကလထိုင်အောက်ကုန်းကချင်းစည်းကိုထည့်မိလုံနေ၍ကျွန်တော်ကပဲချင်းစည်းကိုကိုလှမ်းယူကခုံအောက်ထည့်လိုက်ရလေသည်အာကိုမြင့်စော်ကိစ္စကတော့စိတ်မပူပါနဲ့အတော်ရဲ့ဘာမှမဖြစ်တော့ပါဘူးကျွန်တော်တာဝန်ယူပါတယ်တကယ်လဲကိုမြင့်စော်တို့ဖြစ်ကြသည့်ကိစ္စမှာဘာမှကြီးကြီးမားမားမဖြစ်ချေပြဿနာလေးမှာကိုမြင့်စော်ကလည်းမပါ ဆက်ယုံကပစ္စည်းပြောက်သည့်ကိစ္စတွေထုံညာကကိုမြင့်စော်ဂျူတီကြတော့လေကိုမြင့်စော်မဆောင်ဖြစ်ကလေးနေမကောင်းလို့ဆိုကနောက်တည့်ရချာမှာဂျူတီကြသည့်အလုသမားတယောက်နဲ့လဲလိုက်သည်နှစ်ဦးသဘောတူလဲခြင်းဖြစ်သည်အရာရှိနှစ်ယောက်ကိုလည်းအတီးပေးထားသည်ကျွန်တော်ပင်သဘောတူကြောင့်လက်မှတ်ထိုးပေးလိုက်သည်သည်ဂျူတီချင်းချင်းသည့်ထုံညာမှာဆက်ယုံတွေကပစ္စည်းတချို့ပြတ်ခဲ့သည်ကိုမြင့်စော်နဲ့မဆိုင် အနေသာကြီးသို့တော်အစစ်ဆေးတော့ခံရသည် ိုမြင့်စောတရားဝင်ကျူးတီလဲသည့်စာကိုပြနိုင်သည်လက်မှတ်ထိုးထားသောကျွန်တော်ကလည်းထောက်ခံထားပြီးဖြစ်သည် အမှုကပြင်းနေပါပြီကြောက်တက်သောကိုမြင့်စောကအပြစ်ကြလာမှာကိုတွေးကြောက်နေပုံပေါ်သည်အိမ်ကိုလည်းထိုအချောင်းကိုရင်ပွင့်ထားဟန်တူပါတယ်ကိုမြင့်စောရောက်ခမကြီးကထိုပြဿနာကိုရည်ရွယ်ကအကူအညီတောင်းနေခြင်းဖြစ်ပါတယ်ပြီးပြီပြက်ပြီမကြတော့ဘူးဆိုရင်ကျေးဇူးတင်လိုက်တာဆရာရဲ့ဆရာကောင်းလို့သာပေါ့ လုပ်ငန်းသဘောသဘာဝကိုမသိနားမလည်သူများမှုကျွန်တော်ကိုကြံဖန်ကျေးဇူးတင်နေကြခြင်းဖြစ်ပါတယ်။တကယ်တော့ကိုမြင့်စောအပြစ်လောက်ကျွန်တော်ဆောင်ရွက်ပေးလိုက်ခြင်းမဟုတ်ပါဘူး။ငကူကလေးကပဲအပြစ်မရှိသူကိုထို့နေ့ကတာဝန်မရှိကြောင်းအမှန်တိုင်းထောက်ခံပေးလိုက်ခြင်းသာဖြစ်ပါတယ်။ကိုမြင့်စောရောက်ခမကြီးကကျွန်တော်ကိုကျေးဇူးရှင်တယောက်တစ်ဖွဲ့ယူသည်လေးစားသောစကားတွေပြောနေ၍အနေရခတ်သွားရသည်။ကိုမြင့်စောကသာပြန်လာစီစဉ်ပါတယ်။ သူနဲ့ကျွန်တော်ည9နာရီချိန်ထားခြင်းဖြစ်တယ်။ယခုည9နာရီခွဲနေပါပြီ။ပေါ်မလာပါသေး။ကိုမြင့်စော်ဘဲသွားတာလဲမင်းမီကြံစဲဆိုရင်ကြံစဲတွင်ပျက်စင်မီကဖြက်ကနေပြတ်သွားလေသည်။ဟုတ်တော့ဆရာတို့ဘက်ကမီးမှန်လာရင်ကိုမေးလိုက်ဤတမျိုးလေအတူတူပါပဲတော်ရဲ့ဒီလိုပါပဲ။ဟုတ်ပါဆရာရဲ့ဟဲ့ကြည်ကြီး TV ခလုတ်ပြဖို့မေးအောင်မယ်။အဲ့နာကဘက်ထရီအိုးစမ်းကြည့်စမ်းရလား။ ခလေးတစ်ဖက်နဲ့မြည်ရလာဟဲ့ကဲပါအေးငါငါပဲလုတ်ပါတော့မယ်အဖွားကြီးကကြရားရေလွတ်တယ်လို့ပြောရင်လည်းလောက်ဆရာရှိတာတွေကိုဆဲဆက်တယ်လို့လုတ်သွားသည်ဘက်ထရီမီးကိုဂျွမ်းလိုက်ရာငါးတိုင်းအာမီပွင့်လေးတစ်ခုလင်းလာ၏ခလေးကဧကနေတစ်ချက်အော်ကလူးလို့လိုက်သည်မက်ကြီးကြီးကတချွတ်ချွတ်ဆုတ်တက်ရင်လည်းခလေးကိုချောင်းနေ၏မိပြတ်သွားမှရုတ်တရက်ပူအိုက်သွားတာကိုသတိထားမိသည်မိလာနေတော့ကကျန်းပြင်ပေါ်မှာချထားတဲ့ပန်ကားလေးလဲနေသောကြောင့်အပူတက်တာနေခြင်းဖြစ်သည် ပြေးပြက်လိုက်တော့မှောင်လဲမှောင်သွားရာပူ၍ပူလာတဲ့အောင်ထင်ရပေသည်ပူသောကြောင့်ထင်သည်ကလေးကတအီအီငိုနေလေသည်ဟဲ့ကလေးကိုရက်ခတ်ပေးလိုက်စမ်းကြည့်ကြည့်ဆရာကိုရက်တောင်ပေးဦးမှာပါပဲရက်တောင်လေးဘယ်နှမှာထားလဲကြည့်ကြည့်哦ညီလေးတိမမဟုတ်ပါဘူးအေးအကြီးသိမ်းထားတာမဟုတ်လားငါငါရှာမှပါအဖွားကြီးကရက်တောင်ရှာရင်အတွက်ဂုံ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 ဖြင့်အခန်းထဲဝင်သွားလေသည် လမ်းထဆောင်မှာအတော်ပင်ခါကုန်းနေကြောင်းသိရသည်အဖွားကြီးမှာအသက်ကြီးတော်လဲတဲ့အိမ်လုံးကိုသူပဲဥဆောင်နေပုံရသည်ခလင်းငူတန်ကပူရွေးစူမြန်လာသည်အေးအေးတားရဲ့တိတ်ပါကွယ်ဖေကြီးပြန်လာတော့မယ်နော်တိတ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 ်မတ်ကြီးကြီးကခလေးအငူတင်အောင်ထိုင်ရမထပြီးတော့ကြောကိုပုတ်ပေးကဟိုဟိုတီတီဟိုလျှောက်တီလျှောက်လျှောက်နေသည်အော်ခလေးကယောက်ျားလီလားဟုတ်တယ်ဆရာကြီးခလေးကချူကြတယ်ဆရာရဲ့မတ်ကြီးကြီးကပြန်ဖြေခြင်းမဟုတ် ရတောင်နှချောင်းကန်ရီထွက်လာတော့အဖွားကြီးကပြောလိုက်ခြင်းဖြစ်သည်ကျွန်တော်ကိုရတောင်ချာကန်ပေးသည်သူ့မြေကိုသူကိုယ်တိုင်ရက်ခတ်ပေးနေသည်မောင်မြင့်စွာလည်းကြာလိုက်တာအေးဆရာအာနာဆရာဩအကျော်အလော်ရီစောင့်နေရလို့ထင်ပါရဲ့အမေလာတော့မှာပါဆရာခဏစောင့်ပါဦးနော်ရပါတယ်မကြည့်ကြည့်လာမိမှာတော့စောင့်ရတော့မည်ပဲမဟုတ်ပါလားကျွန်တော်ကရတောင်ကိုအားအပြေုံသာမဟုတ်ရှင်ပြေးအောင်နှင်ထုံးဒီကရိယာတပွဲလေးအတုံးပြူနေရသည် မိပြတ်အသွားတွင်မှောင်သွား၍ချင်းတွေအလုံးအရင်နေဝင်လာသည်ပန်ကားလီကလည်းမရှိတော့၍လူပေးမှချင်းတွေတဝီဝီမြည်ရင်ပျော်မြူးနေကြပေသည်ခလေးကအငိုတိတ်မသွားဘူးမက်ကြီးကြီးကိုပေါ်တွင်တော့ကော့ကာကော့ကာထိုးပြီးတော့ငိုနေသည်ခုနကမိခင်နဲ့အတူ TV ကိုငေးကြည့်နေသောခလေးကမိပြတ်သွားမှထငိုခြင်းဖြစ်လေသည်ထို့စဉ်ချင်းစည်းပူသွားဝဲသောအကြီးပင်ရောက်လာသည်ဟော့ အကြီးအောင်ရောက်လာပြီနင့်ကူကမလာသေးဘူးဟေ့ဆရာစောင့်ရတာအားနာစရာကောင်းနေပြီဖျောင်းနိုင်ရောဝယ်ခဲ့ရလားရှင်ဖျောင်းနိုင်တွေရှိသေးတယ်လေအမေရဲ့ဖျားစင်ပေါ်မှာအင်းအင်းဒါဖြင့်ပြီးရောဆရာတို့စားရင်တောက်ရင်ထုံးပေးဖို့လိုမလီသူတို့ကကျွန်တော်ကိုအခံဖို့တကူးတကလှုပ်ထားတာပါလားကိုမြင့်စွာလည်းဘာတွေသွားဝယ်နေလို့ဒီလောက်ကြာနေပါလဲခလေးကငိုလားချီလားအမအေးဘလို့ဖြစ်တယ်မသိပါဘူးညီနီးလေကရေတိုက်တော့ ငါလှုပ်ထားရေးချေတိုက်ရတိုက်ရလားဟဲ့အကြီးတိုက်ပါရဲအမေရဲ့အေးအေးငါမြေပိုက်နာလူများငိုသလားလို့ပါတကယ်တော့ပူအိုက်ပြီးချင်ကိုက်လို့ငိုချမ်းသာဖြစ်ပါတယ်ထို့စဉ်စပိန်ဘဲကလင်ကလင်ဘေးကကိုမြင့်စော်ပြန်ရောက်လာသည်သည်ဟောမောင်မြင့်စော်လာပြီမင်းနဲ့ကွဲကြလိုက်တာဆရာစောင့်နေတာအားနာစရာခောက်ဆွဲကျော်ခောက်ဆွဲကျော်ကစောင့်နေရလို့ပါအမေရဲ့ဆိုင်ကလူကြနေလို့အေးအေးပေးထုတ်တွင်ငါ့ကိုပေးအမေပြင်လိုက်မယ် ဆရာနဲ့စကားပြောချင်ဦးအဖွားကြီးကကိုမြင့်စော်လက်ထက်ကအထုံများကိုလက်လွဲယူသွားသည်ခောက်ဆွဲကြော်နှံ့ဝတ်သားနှံ့ဟိရနှံ့များကတင်းပြန့်သွားသည်ရေခဲတုံးလေးများကိုကြွကြွအိမ်နဲ့ထည့်ထားတာကိုလည်းတွေ့ရ၏ကလေးသည်ငိုနေရင်းမှအစာအတောက်ထုံများကိုလှမ်းကြည့်နေ၏ဆရာရောက်နေရကြားပြီလား sorry ဆရာခုနှစ်နိုင်ချိန်ထားပြီးတော့သွားเสียကိစ္စလေးပေါ်လာလို့သွားလိုက်တာအပြန်ခောက်ဆွဲဆိုင်မှာလည်းနည်းနည်းစောင့်နေရလို့ကြာသွားတယ် ဒါတွေဘာလို့ဝယ်နေရတာလဲဗျာအိမ်မှာရှိတာနဲ့လုပ်လို့ရတာပဲကျွန်တော်ကခမားဖိလို့အိမ်ရောက်ဖို့အောင်လာလိုက်တာဘယ်ဟုတ်ပါမလဲဆရာရေတခါတလေစုံရတာကောင်းကောင်းလေးတော့ချတာပေါ့မချီချီလက်ထဲကကလေးကငိုနေစေကလေးကငိုနေရင်မှ သူ့အဖွားတဲ့သွားသောဟင်းထုတ်များစီလှမ်းလှမ်းကြည့်နေသည်တတကငိုလာကြည့်လားအကြီးဟုတ်တယ်အကူရဘလို့ဖြစ်သွားတယ်မသိပါဘူးခုနကတော့ငြိမ်လို့အိတ်တော့မအောင်ထင်းနေတာ ကလေးကအဖွားရှိရာတကယ်ကယ်လှမ်းကြည့်မှုနေသည်။ကဲမောင်မြင့်စော်ရေးဆရာကိုခေါ်ခဲ့တော့ပြင်ပြီးပြီ။လာဆရာစကြစို့။ကျွန်တော်တို့ထမင်းစားကန်းလေးသို့ဝင်ခဲ့ကြသည်။ထမင်းစားကန်းနှင့်မိဘကမှတစ်ဆက်တည်းဖြစ်တယ်။ခောက်စပွဲတစ်လုံးနဲ့ကလတ်ထိုင်နှလုံးချထားတယ်။စပွဲရောကလတ်ထိုင်နှလုံးမှာအသည့်ဆက်ဆက်ဖြစ်တယ်။ငားထားခြင်းပဲဖြစ်ပါလိမ့်မယ်။သူတို့ထမင်းစားရင်စပွဲဝိုင်းအပူလေးနဲ့ပဲစားနေကြဖြစ်မည်။စပွဲဝိုင်းလေးနေရာမှာထောင်ထားတာမြင်နေရ၏။ မန္တလေးရန်နှစ်ပြားဝင်လာရေးဆရာလောက်ပါတယ်နော်လောက်ပါတယ်ကုမြင့်ဆိုရယ်လူရင်လက်ထက်ကစတိုးဆိုင်မှာဝယ်လို့ရပါတယ်ကျွန်တော်ကအမဲတောက်နေချာမဟုတ်ပါဘူးကုမြင့်ဆိုရယ်လေးပက်လောက်ဆိုရင်တော့ပြီကျွန်တော်အတွက်တို့ပိုးရောင်ပိုနေသေးတယ်ကုမြင့်ဆိုကဖန်ခွက်နှလုံးတဲ့ရန်ကိုလက်နှလုံးလောက်စီထည့်တယ်ရေခဲတုံးမြောက်ကိုလက်နဲ့ကန်၍ထည့်လိုက်ပြန်တယ်ပြီးတော့ဘူးဆန်းဆန်းဖန်ခွက်ချင်းထိလိုက်ပြီးတော့ကျွန်တော်တို့စားတောက်လိုက်ကြတယ်အမီးတွေများလာကြတာဗျာ စားပါစရာရဲ့ထမင်းမှတခါလဲစားပြီးမှပြန်စားတော့ဆရာအာမနာနဲ့မောင်မြင့်စွာဆရာကိုတိတ်ကြည့်စုတင်နေတာအဖွားကြီးကဘေးမှဝင်၍လော့ကော့လှုပ်လိုက်ပြန်တယ်ထို့စဉ်ကလေးငိုတန်းကဆူဆူဝဝထွက်လာ၏ငါမြင်ရတယ်ငူလာကြည့်လိုက်ဘာဖြစ်လို့ပါလိမ့်အဖွားကြီးကအိမ်ရှိခန်းထဲသို့ထွက်သွားသည်ကျွန်တော်တို့စားတောက်နေသည့်နေရာမှာအိမ်ရှိခန်းကိုမြင်နေရပါ၏ ဖွားကြီးကမက်စစ်ကြီးလက်ထဲမှာကလေးကိုပွေပြလိုက်သည်ချော့သည်ကလေးကငုံနေစေဖွားကြီးကကလေးချင်ရင်နဲ့ထမင်းစားကနေပြန်ဝင်လာသည်မောင်မြင့်စောမင်းပယ်လန်းကပြန်လာတာလေထုံးစံအတိုင်းပေါ်အမေရဲ့ဂျားလန်းကအေးဟိုအပင်ကြီးရှိရဲ့ဂျားလန်းကမဟုတ်လားအဲ့ဒီလန်းကကြက်ကြက်ပြန်ဝတ်သားတွေဝဲလာပြီးတော့အပင်အောက်ကဖြတ်လာတာကိုကွယ်ဘာဖြစ်လို့လဲအမေရဲ့ဘာဖြစ်ရမှာလဲမင်းနောက်မှာတရက်ကပ်ပါလာတယ်လေအဲ့ဒါကြောင့်ငါမီးရဲ့ထလောက်ငိုနေတာ ဟမ်ကျွန်တော်ကကလေးကိုကြည့်လိုက်သည်ကလေးကငိုနေစေကျွန်တော်တို့စားရတောက်တာကိုကြည့်ပြီးငိုနေခြင်းဖြစ်ပါသည်မဖြစ်ပါဘူးအေးခေါ်စာပြင်ပါပါအရှင်ဟဲ့နင့်အကူနဲ့ဆရာကိုရက်ခတ်ပေးစမ်းជីជីကလေးလာယူလက်ငါခေါ်စာပြဖို့လုပ်လိုက်အောင်မယ်ခေါ်စာဆိုပါလားကြားတာကြားဘူးတော့လဲကျွန်တော်ကောင်းကောင်းမသိကြည်မတ်ကြီးကကလေးကိုအပြင်ကမ်းပြန်ခေါ်သွားချိန်မှာအဖွားကြီးကခေါ်စာပြဖို့ပြင်ဆင်နေတော့သည် မြေစလောင်းပုံတစ်ချက်အဖွားကြီးလက်ထဲပါလာသည်ကတော့လို့ဆရာကျမခေါ်စာပြဖို့လုပ်လိုက်ပါဦးမယ်အဖွားကြီးကကျွန်တော်တို့စားနေတော့အစားအသောက်များတယ်မှနည်းနည်းစီနိုင်ကစလောင်းပုံလေးလိုထည့်နေသည်ခောက်ဆွဲကြောနည်းနည်းဝက်ကောင်းတုံနည်းနည်းဝက်ဥချောင်းနည်းနည်းဟင်းကျွေနည်းနည်းကိုလည်းစမ်းလိုက်သည်သည်အဲ့ဒီလမ်းကတိတ်ဆိုးတာဆရာရဲ့လမ်းမဘေးထနောင်းပင်ကြီးမှာတည်ရဲတဆီတွေပေါ်မှပေါ်အဲ့ဒီနာကားလမ်းကလေခဏခဏတိုက်တာမဟုတ်လား ကျမတို့ငငယ်ကကားတိုက်တာတစည်းလုံးပါသမျှလူသေးရောထနောင်းငယ်ကြီးမှာတစီရီဖြစ်ပြီးတော့နေနေကြတာပေါ့မကျမလွတ်တဲ့ပိတ်တာတွေကအစားတော့ပါရင်နောက်ကလိုက်လာကြတာလေအဖွားကြီးကကျွန်တော်ကိုရှင်းပြပြီးတော့အင်ရှိထွက်သွားသည်အင်ရှိကန်းကုတ်ပစ်ကလေးပေါ်တက်လိုက်သည်ချီချီရေးကလေးခေါ်ခဲ့ကျွန်တော်ကအဖွားကြီးခေါ်စာပြမြပုံကိုစိတ်ဝင်စားကြည့်မိကြည့်နေမိလေဤခေါ်စာပြဖို့ဆလောင်းပုံနဲ့ထည့်သွားသည့်အတိုင်းပြီးသေးရန်မတူဘူး အဖွားကြီးသည်ဆလောင်းပုံးထဲတွင်ဖျောင်းတိုင်ကိုထုံးလိုက်သည်သည်အမွှေးတိုင်တတိုင်ဆက်လိုက်သည်သည်ပြီးနောက်ကလေးကိုကုပစ်ပေါ်တွင်ပက်လက်ချစီသည်ဆလောင်းဖုံးကိုကလေးကုပ်ဖို့ကိုပေါ်တွင်ဝဲကဝဲကသုံးလေးဖက်ပက်လိုက်သည်ကလေးသည်ထိုအချိန်တွင်ထူးထူးခြားခြားတိတ်သွားလေ၏ကလေးမျက်လုံးကဆလောင်းဆလောင်းဖုံးပေါ်မှဖျောင်းတိုင်လေးကိုလိုက်ကြည့်နေသည်စလောင်းဖုံးတွေကဟင်းနှံကျွင်းနဲ့များလဲရလာ၍ကလေးကလန်းဆန်းသွားပုံပေါ်ပါသည် အဖွားကြီးကကလေးတကူလုံးပေါ်ပတ်ဝိုင်းကစလောင်းပုံးကိုမှုရန်ရင်ဝဲရင်မှနှုတ်မှလည်းရွတ်ဆူလိုက်လေသည်ခြေဦးကပါတဲ့တစီလက်ဦးကပါတဲ့တစီဟဲ့ ကြားကြိုက်လို့တည်တဲ့တစီကားတိုက်လို့တည်တဲ့တစီကြိုးပေးခံရလို့တည်တဲ့တစီမရနှစ်ယောက်ကြာပြားများပြီးတည်တဲ့တစီလင်းတာယူပြီးတည်တဲ့တစီသူများသားသမီးကိုမဖမ်းရဘူးမစီရဘူးမိမွေးတိုင်းဖမွေးတိုင်းရှိပါစေလာကြလာကြမင်းတို့ကိုကျွေးမယ်ကျွေးမယ် အဖွားကြီးလုံနေပုံမှာကြောက်เสียကောင်းလာသည်ပိန်ပိန်လီလီမဲမဲ66အဖွားအူကြီးတယောက်တရေတစီပြီကိုစကားပြောနေပုံမှာတရေစကားထဲမှာဆုံးမကြီးကိုမြင်ရသည့်အတိုင်းရှိလေသည်အဖွားကြီးကနောက်တဖန်ရွှတ်လိုက်ပြန်သည်ခြေဦးကပါတဲ့တစီလက်ဦးကပါတဲ့တစီ ကားတိုက်လို့တည်တဲ့တစီရင်းနစ်လို့တည်တဲ့တစီဇွဲချိုးချလို့တည်တဲ့တစီမယားနှစ်ယောက်ကြားပြားများပြီးတည်တဲ့တစီလင်တာယူပြီးတည်တဲ့တစီသူများသားသမီးကို မဖမ်းရဘူးမစီးရဘူးမိမွေးတိုင်းဖမွေးတိုင်းရှိပါစေလာကြလာကြညီတို့ကိုကျွေးမယ်ကျွေးမယ်ဖွားကြည့်သည်ကိုကိုရင်းရင်းနှဲ့ရင်ကလေးပေါ်တွင်စလောင်းပုံးကိုပတ်ဝန်းကသုံးခေါက်တိတိရွတ်ဆုံနေလေသည် ကျွန်တော်အဖို့တော့တကယ်တရေမြင်ရရင်ဤညချောက်ဆရာကောင်းလေးမြည်ဟုမထင်အဖွားကြီးလုံနေပုံပြောနေစုပုံများကစက်သိန်းထဆရာကောင်းလာပြီသည်ကလေးသည်အငိုတိတ်ခါဆလောင်းဖုံးပေါ်မှဖျောင်းတိုင်ကိုဆက်စုသောမျက်လုံးဖြင့်လိုက်ကြည့်နေလေသည်ဘွားကြီးကထိုင်နေရမှထားလိုက်သည်ငါအပြင်ကိုသွားပြစ်လိုက်အောင်မေးကြီးလိုက်မလားနဲ့နော်ကြီးကြီးအိမ်ထဲမှာပဲနေ အဖွားကြီးကခေါ်စာထည့်ထားသောဇလောင်းဘုံကိုကင်ကအိမ်အပြင်ဘက်သို့ထွက်သွားလေ၏အပြင်ဘက်တွင်ဇလောင်းဘုံကိုချကခုနကစကလုံးများကိုပူ၍အတန်ကျေအောင်ရွတ်စုပြန်လေ၏တရေတစီတွင်ကြအောင်ရွတ်စုရခြင်းဖြစ်ပုံရသည်ခေါ်စာပြချင်းကိုစိတ်တိုင်းကျပြုလုပ်နေခြင်းဖြစ်လေသည် ထူးဆန်းပြီစွာ ကျွန်တော်သည်တစ်ခါမှမမြင်ဘူးသော ခေါ်စာပြပုံကိုကြည့်ကအံ့ဩနေမိပြီသည်ကြီးကြီးသတ္တကိုဒီခေါ်ခဲ့ပါဟဲ့ ကိုမြင့်ဆောင်ကလှမ်းခေါ်လိုက်သည်မက်ကြီးကြီးကကလေးကိုချီရင်းထမင်းစားကန်းနဲ့ဝင်လာသည်ကလေးကအငိုးတိတ်နေပြီအခန်းထဲရောက်တော့ကျွန်တော်တို့မြင်းနေသည့်အမီးများကိုလည်းညှို့ထူပြသည်လာတတဖိဖိစီလာကိုမြင့်ဆောင်ကကလေးကိုယူ၍ပေါင်ပေါ်တင်ထားလိုက်သည်ကလေးကအစားအသောက်ပကံများကိုလက်ဖြင့်လှမ်းနှက်လိုက်၏ကိုမြင့်ဆောင်ကကလေးလက်ကိုဖမ်းဆွဲထားကခောက်ဆွဲကြောပကံထဲမှဝတ်သားဖတ်တီးတီးလေးတစ်ဖက်ကိုပါဇက်ထဲထည့်ပေးလိုက်သည် ကလေးသည်ဝတားဘက်ကိုတမျိုးမျိုးလှုပ်ရင်းမျက်နှာလေးရှင်လာသည်အဖေကိုမော်ကြည့်ကရေပြလိုက်သည်တိတ်သွားပြီမဟုတ်လားဟဲ့တော်သေးတာပေါ့ငါမှလှုပ်လိုက်ရအာအဖွားကြီးအိမ်ထဲပြန်ဝင်လာပြီးတော့ပြောလိုက်ခြင်းဖြစ်သည် now အဲ့လမ်းကြောင်ရှောင်ပြီးတော့မောင်မြင့်စော်ရင်လမ်းမကြီးကသာ ပြန်ဟဲ့ကျွန်တော်မင်းတစီတွေကတိတ်တောင်းညံတာငါခေါ်စာပြပြီးနှင်ထုတ်လိုက်လို့သာပေါ့တရေတွေပါလာလို့ခလိမ့်ငိုလာတော့ ကျွန်တော်ကမနေနိုင်မဲ့ဝင်မေးလိုက်မိသည်ဟုတ်တာပေါ်ဆရာရဲ့မောင်မြင့်စွာအသားတောက်တွေဝင်လာတော့သူတို့တွေလိုက်လာတာပေါ့ဝင်လာတာလဲဝတ်သားတွေကြီးပဲကိုတရေတစီဆိုတာဝတ်သားအမဲသားတိတ်ကြိုက်တာလေကိုမြင့်စွာနောက်မှတရေပါလာတာမပါလာတာထားပါတော့ကလေးငူလာကတော့ကိုမြင့်စွာမပြန်လာခင်ကတည်းကငူနေခြင်းသာဖြစ်ပါတယ်ကျွန်တော်စိတ်ထင်မီးပြတ်သွားလို့အိုက်တာကတကြားချင်ကြိုက်တာကတကြားလို့ကြောင့်ကလေးငူလာလို့ထင်မိတယ် ။ဘိုးတိတ်သွားတာလည်းတခြားကြောင့်တော့မဟုတ်ဘူး။သူ့အပွားခေါ်စားပြဖို့လုံနေပြီးလုံနေပုံကအမြင်အပြောင်းလဲဖြစ်ကားကလေးပြပြီးစိတ်ဝင်စားရမှအငိုတိတ်သွားခြင်းဖြစ်မယ်။ပြီးတော့ကလေးကစားနေပုံရတယ်။ဟင်းနှံ့ကိုစိတ်ဝင်စားသွားခြင်းလည်းဖြစ်မယ်။အခုလဲဝတားပတ်ကလေးများကိုစားကစိတ်ကြည်ကြည်လင်လင်ဖြစ်ပြီးတော့ရေမောနေပြီမဟုတ်ပါလား။သူတော့ဒါရီကိုပြောနေစရာမလိုပါသူ့ရဲ့နဲ့သူ့ဆက်အံဝင်ခွင့်ချဖြစ်နေသည်ပဲကျွန်တော်ဝေဖန်စရာမလိုပါဘူး ျမတို့ငငယ်ကားများဆိုရင်လေဓာတ်ထောင်ဆိုတယ်နော်သွားလေရနေရတရေတွေကတစ်ပင်ပေါ်ကဆင်းလာပြီးတော့ဟိုလူစားတာဗျာတရေကိုအကောင်လိုက်မြင်လိုက်ရတာလားမြင်ရတာပေါ့ဆရာရဲ့အတော်မြင်ခဲ့ဘူးလားလားကျမတော့မမြင်ဘူးပါဘူးကျမကနေဝင်တာနဲ့အဲ့ဒီနားကိုမဖြတ်တော့ဘူးကျမတငယ်ချင်းမိတော်ရဲ့လေတခါနေဝင်တရောကြီးအမဲသားတွေကြီးဆွဲလာတာတရေနှကောင်လိုက်လူလို့တဲ့ ကြောက်စရာကြီးဗျာအဲကျမမောင်တယောက်တုန်းကလည်းမောင်မြင့်စော်လိုပဲခောက်ဆွဲဝယ်ပြီးတော့စပိန်နဲ့ပြန်လာတာထနောင်းမင်ကြီးအောက်ရောက်တော့စပိန်ကလေးသွားတာတဲ့ဘာလို့လေးလို့လေးမှမသိဘူးနင်းလို့မရအောင်လေးသွားတာဆိုပဲဟောအိမ်ပြန်ရောက်လို့ခောက်ဆွဲတက်ကလေးလည်းဖြေးလိုက်ပါရောအထဲမှာဘာမှမပါတော့ဘူးတဲ့ဆရာရဲ့ဟမ်ဒီလိုလေကျမတို့ငယ်ငယ်ကခောက်ဆွဲကြော်ကိုအခုလိုကြွကြွအိတ်နဲ့ထုတ်ပေးတာမဟုတ်ဘူးဆရာရဲ့ကြွကြွအိတ်လည်းမပေါ်သေးဘူး အင်ဘတ်ထဲကိုထည့်ပြီးတော့နှီးနဲ့ချပေးတာလေဝါးဝါးနှီးကိုအကွင်းလေးလှုပ်ပြီးတော့အထုပ်ကလေးကိုနှီးနှီးလေးကနေဆွဲလာလိုက်ုံပဲအော်ဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုမျိုးမြင်မှုပါတယ်တရေကအထုပ်ထဲကခောက်ဆွဲကြော်ကိုအထုပ်မပြတ်နှိုက်စားလိုက်တာလေအိမ်ရောက်လို့ဖြည်ကြီးမှတီးရတော့တာပဲအခုဒီလောက်မစိုးတော့ဘူးဆိုပေမဲ့ဒီညလိုမိပြတ်တဲ့ရက်တွေတော့တရေတစီတွေအကြိုက်ပေါ့ဆရာရဲ့ဗျာ မီးပြတ်တာနဲ့တရေတဲ့စီနဲ့ဘာဆိုင်လို့လဲဆိုင်နာဘောဟောဆရာရဲ့မီးပြတ်နေတော့သူတို့တွေအတင်ရဲတာပေါ့ဒီနေ့မောင်မြင့်ဆောင်တော့ကပါလာလာပဲကြည့်လို့ဩတရေတဲ့စီတောင်းညံချင်းမှာမီးပြတ်ချင်းနဲ့လဲဆိုင်တယ်ဆိုပါလားအဲ့ဒါကြောင့်သူတို့ဂျင်းနဲ့ခေါ်စာပြစ်ပေးရတာဘောဟောဆရာနုံမှုကလေးကိုဒုက္ခပေးနေမှာလေတရေတဲ့စီဆိုပေမဲ့ဒီတိုင်းညှင်းထုတ်လို့မကောင်းဘူးသူတို့ကိုကျွေးလိုက်မွေးလိုက်တော့သူတို့လည်းဂျင်းနဲ့တာပေါ့လူကိုလည်းဒုက္ခမပေးတော့ဘူးပေါ့ အဖွားကြီးကတရေအကြောင်းများပြောပြနေစဉ်ဘယ်အချိန်ကအပြင်ထွက်သွားမှန်းမသိလိုက်တော့အည်သည်အိမ်ထဲသို့အပြေးကလေးဝင်လာလေ၏ထမင်းစားကန်းထဲသို့ဆောင်းငန်းဆောင်းငန်းပြေးဝင်လာတော့ပြေးဝင်လာကပြောလိုက်လေသည်အမေအမေအမေပြစ်လိုက်တဲ့ခေါ်စာကိုတရေကြီးတကောင်ကလာစားသွားတယ်တော့အည်စကားကြောင့်ကျွန်တော်အံ့အားတင်သွားရပြန်သည်အည်တရေလာစားတာအည်မြင်လိုက်ရလားမြင်လိုက်တာပေါ်ဆရာရေတရေကလေခိုးရောက်ဆောင်ပြီးတော့လာစားတာ ဖြစ်မှာဖြစ်ရလေဗျာအဲ့ဒီခွေကဒီအနီးနာခွေပဲမဟုတ်ဘူးလားမဟုတ်ဘူးဆရာရဲ့တခါမှမမြင်ဘူးခွေရလေအမဲကြီးအမွေးရှည်ကြီးတွေနဲ့ကြောက်ဆရာကြီးရှာကြီးများဆိုရင်လေဒီနီရဲနေရပဲအဖွားကြီးကသူ့အောင်မြင်မှုအတွက်ပြုံးနေလေသည်อืมခုမှပဲငါမြည်လေးလေပြုံးနိုင်ရင်နိုင်တော့တယ်ဟေးဆရာစားနော်ထပ်တော့ပါအောင်ထမင်းတွေလည်းအများကြီးချက်ထားတယ်နော်ဆရာတရေကိစ္စညီကုန်းထုတ်သွားပါပြီ။ ကျွန်တော်ကိုအဲ့ခံပြုစုရေးပဲလှဲ့လာလေပြီမင်းမရှိတော့စိုးရင်လို့အမေကမင်းနေတာကွဲ့မင်းဆရာကစိုးရင်ဆရာမရှိပါဘူးတဲ့မင်းအတွက်သူတာဝန်ယူရတဲ့လေမောင်မြင့်ဆောင်ဆရာကြီးစုမမင်းနဲ့နော်ဆရာထက်ထက်အောင်လေးဆရာမောင်မြင့်ဆောင်ကလည်းတပည့်ရင်းလို့သဘောထားပြီးတော့ဆုံးမပါဆရာဟဲ့မောင်မြင့်ဆောင်မင်းဆရာဖန်ကွက်တဲ့ကိုအရက်ထက်ထက်ပါအိုးဟဲ့အဖွားကြီးကရှုံရှုံဝေအောင်လော့ကွတ်တွေပြုတ်နေလေသည်ကျွန်တော်လည်းမူးနေပြီး ကျွန်တော်တခုစဉ်းစားမိတယ်။အခုလိုကျွန်တော်ကိုပြုစုကြည့်မွေးနေတာဟာတရေတဆီတွေကိုခေါ်စာပြစ်တယ်လို့ဖြစ်နေတာလားလို့ဖန်ကွက်တဲကိုရေခဲတုံးလေးထလိုက်မယ်နော်ဆရာ။ဩဆရာပြန်ရင်လမ်းစားကမပြန်နဲ့နော်။လမ်းမကြီးကပဲပြန်နော်ဆရာ။ဟုတ်ကဲ့ဟုတ်ကဲ့လမ်းမကြီးကပဲပြန်မမယ်အတော်ရဲ့။ကျွန်တော်တရေကြောက်တက်လို့ပါ။တော်ချာကျွန်တော်နောက်တရေပါလာလို့ဒုက္ခရောက်နေပါဦးမယ်။ကျွန်တော်ကခေါ်စာမပြစ်တတ်ဘူးအတော်ရဲ့။အင်ကိုပြန်ရင် တကယ်ပဲလမ်းမကြီးမှပြန်ပြန်မှဖြစ်ပါမည်။ဂျားလန့်ကိုရှောင်းပါမည်။ဘာဖြစ်လို့လဲဆိုတော့မိကအခုထိမောင်းနေတော့မဟုတ်ပါလား။စားလို့လေ။